ပေးတရှိနေကြတဲ့အားကစားဝါနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါဗျာ။ကြာခင်မှာဆိုလို့ရှိရင်တော့ဒုစရ၃ချက်ပြောင်း၈တောင်အာရှအားကစားပြိုင်ပွဲမြို့မီဘောလုံးပွဲစဉ် Group B ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ရှင်ပြိုင်ကစားကြမယ်။ BNL အမျိုးသမီးအသင်းနဲ့မြန်မာအမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ကတော့မွန်ဆန်တို့ရဲ့ညနေ၃:၃၀ဒီဒီမှာစတင်ရှင်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုတော့ကိုယ်နဲ့တိုင်ဖြစ်ဒီမှာပြိသက်တွေနဲ့မစိမ့်နဲ့အာစရာကတောင်းယူပြီးတော့ကင်တွယ်သွားမှလည်းဖြစ်တယ်ခင်ဗျာကိုယ်နဲ့ပဲတွေးထားတယ်ပြန်သေးမယ်ဘူးဆိုတော့ရှေ့ဘက်ကနေပေးထားတယ်လိုက်နေမြောနိုင်ဒီနေ့ဒီနေ့အစ်စမဝတ်ထုတ်လာခဲ့တဲ့ဖန်အင်းဒီမှာတင်းရဲ့ခန်းစစ်ကိုကြော်ဖြတ်ဖို့အတွက်အကောင်းဆုံးစူးစမ်းခဲ့ရတယ်ဖြစ်ပါတယ် ကျွန်တော်စီကန်တင်ဆက်နေချိန်တွင်းမှာပဲ VNN တင်ရတော့ဥဆောင်ကိုစတင်ပြီးတော့အရရှိသွားခဲ့ရလေဖြစ်ပါတယ် VNN တင်ရတော့ပထမပိုင်းပွဲကစားချိန်10မိနစ်အကျော်မှာပဲဒီနေ့ပွဲစဉ်တွေတကယ်ကိုရေးပါတယ်တွင်းမှာကိုစတင်ပြီးတော့အသွင်းကိုသွားနိုင်ခဲ့ရလေဖြစ်ပါတယ်ဒီမှာကိုနေတဲ့စစ်ချိန်ဆက်ဆိုတဲ့ချန်ပီယံစုကိုကာကွယ်ဖို့အတွက်အခွင့်အရေးတစ်ကောင်တစ်ရပ်ကိုစတင်ပြီးတော့ပန်းဆိုင်ရင်ခဲ့ယူပြောရမှာလည်းဖြစ်ပါတယ် တွေ့ရတဲ့အတိုင်းပဲ VN နဲ့တင်းရတော့သူရဲ့ business နဲ့အတိုင်းပဲလက်ပြပေါ်မြှောက်ချတာနေအရာလေးကိုကန်နေပေးခဲ့တော့အရာလေးမှာတင်းရှိနေတဲ့ကစားသမားကတော့ခေါင်းတိုက်ပြီးတော့အဆုံးသက်ခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာအသင်းလက်ရှိချိန်မှာတော့ဥဆောင်ကိုစတင်ပြီးတော့ခုခုပေးလိုက်ရလည်းဖြစ်ပါတယ်။တင်းရှိနေအရာလေးကိုဖြတ်တင်ပေးထားတယ်။ဒီနေ့တင်းကစားသမားရဲ့အရာလေးမှာရှိနေဖြစ်ပါတယ်။ကျွန်တော်ဟဲ့ဖိုင်းသွားတော့ဖြစ်ပါတယ် ဗီယန်နတင်းပဲဒီဂျီမာလေးဗီယန်နတင်းထမှန်ပြီးတော့ဥဆောင်ကိုရရှိသွားခဲ့လေဖြစ်ပါတယ်မာတင်းရဲ့ခန့်စစ်စားသမားတွေတဲတဲတိုက်လင်ရှေ့လုံးနေတဲ့ဂျားရီရောပဲဗီယန်နတင်းရဲ့တိုက်စစ်ကတကယ်ကိုပီအားကင်းကင်းနဲ့ပဲနောက်ထပ်ဥဆောင်ကိုတကူကိုသွင်းယူသွားနိုင်ခဲ့လေဖြစ်ပါတယ်ဧဒီတွေ ဒီဒီဘီအန်အသင်းရရှိသွားတဲ့ဒုတိယမြောက်ဥဆောင်ကိုမှဆိုလို့ရှိရင်တော့မာတင်နောက်တန်းရဲ့ပေါ်စားတဲ့ကစားဝုန်တစ်ခုကိုလည်းကျွန်တော်တို့မြင်တွေ့ကြရပဲဖြစ်ပါတယ်။ဒီမှာနီနီကလည်းရှေ့ကိုအနေငယ်ရောက်နေခဲ့ပြီးတော့ဘလုံးကဘာရန်ထိပ်ပြီးတော့ပြန်ကျလာတဲ့ဘလုံးကတော့မာနောက်တန်းကစားသမားတွေလူကတ်ထားခြင်းမရှိတဲ့ဖီနန်တင်ရဲ့တိုက်စစ်ကစားသမားဂရင်တီဘက်က ကောင်းတိုက်ပြီးတော့အဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ဗီယက်နမ်အသင်းကနှစ်ခုကုန်းရှိဆိုတဲ့ရက်လက်တစ်ခုနဲ့ဒီမှာအသင်းကိုပြပြတသားပဲစတင်ပြီးတော့ဥဆောင်လိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ပွဲစားချင်းကတော့15မိနစ်ဝင်းကျင်တာရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအသင်းပြန်လာနိုင်မှုတော့မင်းနဲ့တော်တော်များများမှာအခွင့်အရေးရှိနေတာပဲဖြစ်ပါတယ်ဟုတ်ပါရဲ့ကိုမြတ်ဖုန်းကြီးဒီမှာအသင်းအနေနဲ့သူရဲ့အဓိကကစားသမားကြီးဖြစ်တဲ့ဝိထက်လူစာရှိရဲ့ကစားသမားကြီးကတော့ ရန်ကုန်မှာလည်းရှိနေဖြစ်ပါတယ်။မြမသိမဲ့အရာတွေကပြချိုးပေးထားတယ်နော်ဖက်ဝေး။မြမသိမဲ့ရာသီအမြတ်မြူဝင်တဲ့အရာတွေဝင်လာတယ်။မော်တင်ချီဘောကိုရရှိဖို့အတွက်အကောင်အထည်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်။ပြင်းနဲ့တင်းရဲ့ခင်းစစ်ကလည်းလက်ရှိချိန်ကြီးတော့အမှောင်ရင်မရှိဘဲနဲ့ဒီမှာတင်းရဲ့တိုက်စစ်ကိုဟန်ထားနိုင်စေလို့ပြောရမှာလည်းဖြစ်ပါတယ်။အခုဆုံးတော့ထွက်ဝေပဲ။ထွက်ဝေ။ဦးရနေဘလက်ကန်နဲ့ ပြန်သေးမယ်ပေးခြင်းနဲ့အရာတွေဝယ်မတီးပေးထားတယ်ဒီချိန်မှာလည်းမြန်မာအသင်းကံကောင်းစွာနဲ့ပဲတတိယမြောက်ဦးဆောင်ကိုခွင့်ပြုပေးရလဲဖြစ်ပါတယ်ကျွန်တော်မြန်မာအသင်းပဲကွင်းလင်းပါပဲရှိသေးရမြန်မာကီထုံးအနည်းကပဲပြန်တွဲတယ်ကျွန်တော်ယူဝီလိုင်းတယောက်ကိုကြော်ရမြန်မာယူဝီလိုင်းပဲရသေးရယူနဲ့အရာတွေမဲ့လက်ကန်နေဗီယန်နေသေးမယ်တော့ချောက်ပဲဆွဲတက်လာတယ်အရာထိန်းထားမှာပဲဝေးရနေပဲလက်ကန်နေယူဝီလိုင်းပဲ ဝင်းနေကြီးနဲ့တွေ့တဲ့ဝင်းနေကြီးထုံးမဲ့လိုက်တယ်ပဲမျောပေးထားတယ်အေးရဲမဝင်လာပြီဒီဝင်းကနေပြီးသားတယ်ဘလို့မြောက်နေတယ်ခေါင်းတိုက်တာပဲရှင်တော့ချိုးသားတယ်ပြန်နေအသင်းရဲ့လူတောင်းဝင်ကစားသမားကူထီဝမ်နူခေါင်းတိုက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်တန်ချီနေရမင်းရဲ့ပိုင်းခြားတွေမှာမြန်မာအသင်းကျိုးသားဖို့လိုအပ်နေရလေးဖြစ်ပါတယ်။အခုဆိုတော့တောင်းကပေါ်ပဲကနေပေးထားတယ်။ဒါဆိုတော့ VN နဲ့တင်းရပဲပြန်ရသွားတယ်။ရှူပဲကနေပေးထားတယ်။လိုက်နေမြ။ ပြန်နေသေးမယ်။ဦးရနေဗလန့်ကန်နေ။ငိုမချ။ဒေဗွန်နဲ့ပဲတွေးထားရမြ။ပြန်နေတယ်ဘဝရနေပဲလန့်ကန်နေ AON နေရတဲ့အနေထားတစ်ခုလည်းဖြစ်ပါရင်ဦးစားဝင်ကစားသမားတူတူဟန်နောက်ထပ်ဦးဆောင်ကိုရရှိဖို့အတွက်စူးစမ်းခဲ့ရလည်းဖြစ်ပါတယ်ဒါမှလည်းသူ့ရဲ့ကန်ချက်ကဂိုးပေါင်းနဲ့အနေငယ် လွှဲချော်သွားခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်လို့မြန်မာအသင်းကံကောင်းစွာနဲ့ပဲတတိယမြောက်ဥဆောင်ကိုခွင့်ပြုခဲ့ရလည်းဖြစ်ပါတယ်ဤစံအစောရှိဝကနေပြီးတော့ရေပြင်းနေတဲ့ကိုသူမပဲဖန်ယူသွားနိုင်ခဲ့လည်းဖြစ်ပါတယ်အားသာဝါနာရှင်ပြိတ္တမြများကျွန်တော်အစီအကံတင်ဆက်နေခြင်းတွင်းပါပဲမြန်မာအသင်းရဲ့ပြင်းနေတဲ့တွင်ပွဲစဉ်မှာတော့ပြင်းနေတဲ့အသင်းကနှုတ်ကိုကူးမရှိဆိုရဲ့ရလနဲ့နိုင်ရရှိသွားပါလေဆိုတဲ့အကြောင်းအစီအကံတင်ဆက်နေတဲ့ကျွန်တော်ရဲ့ တိုင်ထုတ်လင်းပြသနိုင်မှုကိုဒီနေရာမှာပဲရည်နာခွင့်ပြုပါခင်ဗျာချစ်ချူအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ